မေလ16ရက်နေ့ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းအဖြစ် ဖြောင့်မတ်ရာသို့ရောက်စေခြင်းကပြည့်ညက်တရားသည်ခရစ်တော်ထံသို့ငါတို့ကိုပို့ဆောင်၍ငါတို့၏အထင်ဖြစ်သည်ဂလာတိဩဝါဒစာ အခန်းကြီး3အခန်းငယ်24ဘုရားသခင်ကလူတို့ကိုဥပဒေသားများတတ်မှတ်လိုက်တော်လဲလူအနေဖြင့်လိုက်နာကျင့်သုံးဆောင်တင်ရန်ခက်ခဲမြည်ဟုသိရှိနားလည်ပြီးဖြစ်ပါသည် လူအများစုမှာလူတို့လိုက်နာခြင်းသုံးဆောင်ထင်းရန်ခက်ခဲမှန်းသိတော့လေအဘယ်ကြောင့်ဤတို့ပေးရတဲ့နည်းကိုနားမလည်ကြပဲတမချန်းစာအဆိုရဆိုရင်ဘုရားသခင်ဥပဒေများသည်ကြည်မှန်ကဲ့သို့မိမိ၏ဝိညာဉ်ကိုစစ်ဆေးရန်ဖြစ်ပါသည်မိမိအနေဖြင့်ညီမြအားနည်းသည်ကိုသိရှိလာသောအခါသခင်ယေရှု၏ကားတိုင်သို့တိုးဝင်ချင်းကပ်ခြင်းဖြင့်ခွင့်လွှတ်ခြင်းရရှိရန်ဖြစ်ပါသည်တမချန်းစာကတုံတင်ထားသည်မှာ သခင်ယေရှုကြွလာခြင်းမှာဥပဒေများအောက်တွင် ရောင်းနေသူများစီရင်ချက်ချခံရသူများကိုကယ်တင်ရန်ဖြစ်ပါသည်ယနေ့အတွက်ဆုတောင်းခြင်းသခင်ယေရှုရဲ့ဥဆောင်နေမှုကို အမြဲလိုအပ်ပါれအမြဲတည်းပြုနေဖို့တုန်တင်ဆုံးမတော်မူပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးပို့လဲမြစ်တာရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်မြင်ခင်ဗျာ